်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးဖျားသခင်ယေရှုတော်ကိုချီးမွမ်းပါတယ်ကျွန်ုပ်တို့အထင်မှထွက်ပေါ်လာသောဝိညာဉ်အတိအပွင့်များဆိုတဲ့ကောင်းခြင်းနဲ့ဂလာတိအခန်းကြီး9အငယ်22ကနေ23ကို ဆင်ခြင်သွားခြင်းပါလေဝိညာဉ်ပဂရိဤအကျိုးမူကချစ်ချင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းစိတ်ရှိခြင်းကျေးဇူးပြုခြင်း ကောင်းမြတ်ခြင်းတစ္ဆာဆောင်ခြင်းနူးညံ့သိမ်မွေ့ခြင်းကာမဂုဏ်ချုပ်တီးခြင်းပေတည်းထို့သို့သောအကျင့်ကိုအဘယ်တရားမျှမမြစ်တာပြာသခင်ကသူ့ကိုနာခံခြင်းနဲ့နှိမ့်ချအသက်ရှင်တဲ့သူတွေကိုတန်ရှင်းသောဝိညာဉ်တော်ရဲ့အသီးကိုတိမဲဆိုတာကိုဂတိပြုပါတယ် ျွန်တော်ဟာအခုဒီဂတိတော်ကိုဆင်ခြင်တဲ့အခါမှာကျွန်တော်အာလုံးငြိမ်သက်ခြင်းစိတ်ရှည်ခြင်းဝမ်းမြောက်ခြင်းနဲ့ချစ်ချင်းမေတ္တာတွေကိုပို့ပြီးတော့အသုံးပြုနိုင်မှာတည်ကြပါတယ်။ဘသူကပို့ပြီးတော့မှနူးညံ့သိမ်မွေ့ခြင်းနဲ့ကာမဂုဏ်ချုပ်တီးမှုကိုမလိုချင်တဲ့သူရှိမလဲ။တန်ရှင်သောဝိညာဉ်စွမ်းအားနဲ့ပြေဝစွာ အသက်ရှင်နေထိုင်နေတာနဲ့အမျှဘုရားသခင်ကအဲ့ဒီအရေးအသွေးတွေကိုကျွန်တော်ဘဝမှာထင်ရှားလာစေမှာဖြစ်တယ်။ ဒါတွေကတန်ရှင်းသောဝင်တော်ထိန်ချုပ်ထားတဲ့အတ္တတာရဲ့တဘာဝရက်လက်တွေပဲဖြစ်တယ်။လူမှုကျင့်ဝတ်စီကံတဲ့လုံနာဝရိယစိုက်ထုတ်ခြင်းအပြင်ဒီဝิญဉ်စုကျေစုအရေးအသွေးတချို့ကိုကျွန်တော်တို့ဘဝမှာပေါင်းထည့်ကောင်းပေါင်းထည့်နိုင်မှာဖြစ်ပေမဲ့လေပို့ပြီးတော့ဝမ်းမြောက်ပျော်ရွှင်ခြင်းရှိစေဖို့အတွက်လှုပ်ဆောင်ဖို့အတွက်တော့ခက်ခဲမှာဖြစ်တယ်။ကျွန်တော်တို့မိမိကိုယ်ကိုစိတ်ရှည်ဖို့လိုတယ်ဒါမှမဟုတ်မဆိုးရိမ်ဖို့လိုတယ်လို့ ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်အခြေအနေတွေတိုင်းမှာဘလောက်ကိုကိုကိုမချက်တွေပေးခဲ့ဘူးကြမလဲကျွန်တော်ကိုယ်တိုင်စိတ်ရှည်ဖို့တိုးတက်မှုမရှိဘူးကိုကိုကိုစိတ်မရှည်ဘူးဆိုတာကို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 သာသိပါလေဒီလိုဖြစ်နေတဲ့အခြေအနေတွေမှာကျွန်တော်အတွက်ကောင်းတဲ့င်းကတော့ဒီစုကျေးစုအရေးအသွေးတွေကတန်ရှင်းသောဝင်တော်ပြေဝတဲ့အသက်တာကနေတဘာဝအတိုင်းစစ်စင်းလာခြင်းပဲဖြစ်တယ် တန်ရှင်သောဝိညာဉ်ရဲ့တကူတော်မှာကျင်လည်နေတဲ့အခါမှာချစ်ချင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းနဲ့တခြားဝိညာဉ်အသည့်အပွင့်တွေကိုကျွန်တော်ဘဝမှာထင်ရှားလာမှာဖြစ်တယ်။ဒီဝိညာဉ်အသည့်အပွင့်တွေမထင်ရှားတဲ့အခါမှာ ကျွန်တော်ဝိညာဉ်တော်မှာရှောက်လန်းနေခြင်းမဟုတ်ကြောင်းကိုညွန်ပြနေခြင်းပဲဖြစ်တယ်။ဝိညာဉ်တော်အသည့်အပွင့်တွေကပြားသခင်နဲ့အတူကျွန်တော်ရှောက်တန်းခြင်းရဲ့အတိုင်းအတာတစ်ခု ဖြစ်လာနိုင်ပါတယ်။ ငြိမ်သက်ခြင်းအတွဲရုန်းကန်နေရမယ်ဆိုရင်အဲ့ဒီအတွဲပြားသခင်စီကိုအနှံခြင်းမရှိတဲ့အတွဲဖြစ်နိုင်ပါတယ်ကျွန်တော်ပဝင်ကျင်လောကကိုစိတ်မရှိပဲဖြစ်နေသလားပြားသခင်စီကိုဝန်ခံအသက်ရှင်နေခြင်းကိုပြန်လဲစစ်ဆေးဖို့အချိန်ပဲဖြစ်တယ်တခြားသူတွေအပေါ်မေတ္တာတုံ့မိနေသလားကျွန်တော်အပေါ်မှာမေတ္တာတုံ့လောင်းဖို့အတွက်တန်ရှင်းသောဝင်တော်နဲ့ရှောက်လန်းနေဖို့လိုအပ်ပါလိမ့်မယ်ပြားသခင်ကဒီဝိညာဉ်ရအသီးအပွင့်တွေကိုကျွန်တော်ဘဝမှာကြီးထွားစီလိုပါတယ် တန်ရှင်းသောဝိညာဉ်တော်ကိုနာခံရှောက်လန်းနေတာနဲ့အမျှဝိညာဉ်တော်ကပြည့်စွမ်းနေပြီးတော့ကျွန်တော်တို့အသက်တာမှာဝိညာဉ်တော်ရဲ့အသီးအနှံတွေကြီးထွားလာမှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ဝန်ခံ အသက်ရှင်ဖို့လိုတာကသခင်ယေရှုခရစ်တော်ရဲ့နာမတော်မှာဝိညာဉ်အသီးအပွင့်တွေအသက်တာမှာကြီးထွားရဲ့ရှိကြောင်းပဲဖြစ်တယ်။တန်ရှင်းသောဝိညာဉ်တော်ရဲ့အုပ်ဆိုးမှုအောက်မှာပြေဝါစွာ အသက်ရှင်နေတဲ့အခါမှာဒီဝိညာဉ်အသီးအပွင့်တွေဟာဘဝမှာထင်ရှားလာမှာဖြစ်တယ်။ ဝိညာဉ်အသီးပွင့်တွေမထင်ရှားတဲ့အခါအပြာသခင်နဲ့အတူကျွန်တော်တို့ရှောက်တန်းခြင်းကို ပြန်လည်စစ်ဆေးဖို့တတိပေးနေတဲ့အချက်ပဲဖြစ်တယ်။ကျွန်တော်တို့အနေနဲ့ဝိညာဉ်တော်မှာကျင်လည်ဖို့ရွေးချယ်ရမှာဖြစ်ပြီးဘဝမှာဝိညာဉ်တော်အသီးအပွင့်တွေကြီးထွားလာစေဖို့အတွက်ဘုရားသခင်ကို ခွင့်ပြု သူ့ရဲ့အုပ်ဆိုးမှုကိုဝန်ခံရမှာဖြစ်တယ်။ကျမ်းနာဆင်ခြင်ခဲ့တဲ့သူတိုင်းရဲ့အသက်တာတွေကနေဝိညာဉ်အသီးအပွင့်တွေ ထွက်ပေါ်လာခြင်းအပြင်ဘုရားသခင်ဘုန်းတော်ထင်ရှားတဲ့အသက်တာအတိတ် ဖြစ်နေကြပါစေ။အာမင်။ဤခေါ်တဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာဖြင့်လို့ဆော်အပ်ပါသည်